ပြီးခဲ့တဲ့ဘက်က Apple ရဲ့ Vision Pro Samsung က Galaxy X ဆိုတဲ့ headset နဲ့ရှင်ဖိုက်ထားသည်ဒီဘက်ကျတော့ Samsung က Galaxy Z Tri Fold ဆိုပြီးရောအသက်ဆက်ဆက်၃ခေါက်ကျော်ဖုန်းကြီးနဲ့ Huawei ရဲ့တလုံးတည်းပဲရှိတဲ့ Tri Fold ကိုထပ်ပြီးရောရှင်ဖိုက်ထားသည်ဟုတ်မိုက်တာမိုက်တယ်ကွာဒါပေမဲ့ထွက်လာမယ်ဈေးကလည်းမနေဘူးဆိုတော့ပြောရမယ်ဆိုရင်ကွာသူတို့ရှင်ထုတ်တာတွေပဲထိုင်ကြည့်အောင်ပဲတတ်နိုင်တယ် အောက်တိုဘာ28နော်ကလည်း Samsung ဘက်ကနေသူတို့ event တစ်ခုလုပ်သေးတယ်ဒါတောင်ကိုရီးယားမှာလုပ်တာပေါ့နော်အဲ့မှာရှိတဲ့သူတွေကဒီ Galaxy Z Drive 4မြင်ခဲ့ရတယ်။သူက public review မဟုတ်ဖဲနဲ့မှန်မှောင်နဲ့ပဲချပြထားဖြစ်တဲ့အတွက်အဲ့မှာရှိတဲ့သူတွေအကုန်လုံးကဘသူမှမဆန်းခဲ့ရသေးဘူး။ဆန်းလည်းမဆန်းကြည့်ရသေးဘူးကွာ။အဲ့တော့ဒါလည်းမကြတော့ပါဘူး။ဒီဖုန်းတွေကို publicly ထုတ်ပြလာတော့မှတော့သိကြတယ်။ခံမင်းကြီးကတော့အောက်တိုဘာ31ပေါ့ဘသူမှမဆန်းရသေးဘူးဆိုပေမဲ့အမြင်ကပြောရရင်ဒီဖုန်းဟာ Glassy Z Trifold လို့ ਰਾ ပြောတာကဝဝီရဲ့သုံးကောက်ချိုးဖုန်းလိုမျိုးချိုးထားတဲ့ပုံစံကဇီပုံစံမဟုတ်သူချိုးထားတဲ့ပုံစံကဂျီပုံစံကြီးအဲ screen နေနဲ့ဆိုလဲဝဝီကသုံးခုပဲပါပြီးတော့ဖြန့်ထားတဲ့အချိန်ဆိုရင်ဘက်မှာ cover ရယ်ပြီးတော့ camera ရယ်ပဲမြင်ရတာ Samsung ကအဲ့လိုမဟုတ် screen ၄ခုပါတယ်ဖြန့်ထားတဲ့အချိန်ဆိုရင်သူ့ရဲ့ cover display ကအနောက်ဘက်ကိုရောက်သွားတာဟွရှုပ်တော့ပေါက်တယ်ဝဝီတဲ့ screen တစ်ခုပိုတာတယ်ဆိုပြီးတော့ပဲပြနေတာလားတော့မပြောတော့ဘူးเนาะဒါမဲ့ ဖြန့်ထားတဲ့အချိန်မှာဆိုရင်တော့ screen ကြီးကပိုနေမှာတော့တေကြတယ် cover screen က6.5 inch ရှိပြီးတော့ဖြန့်ထားတဲ့အချိန်ဆိုရင်သူက tablet လုံးနီးပါးရှိရဲ့ဆက်လက်မလောက်ဖြတ်သွားမှာပါ screen ကိုကြီးလိုက်တာနဲ့ပိုပြီးတိတာစီရဲ့အချက်ကတော့သူ့ရဲ့ bezel ပဲတော်တော်လေးကိုထူတာပြောရင်ကွာသူ့ရှိမှာထွက်ထားတဲ့ Galaxy Z Fold 7ထက်ကိုထူနေသေးရအထူအနေနဲ့ကတော့ Z Fold 7လောက်အထူအမှ ဖြန့်ထားမယ်ဆိုရင် Z Fold 7လောက်ပြားချက်ချက်လေးဖြစ်နေမှာဆိုတော့ try food တလုံးနေနဲ့ကောင်းတယ်ဆိုရဲ့အနေထားမှာရှိရွာနောက်တဲ့သတိထားမိရတကူကသူ့ရဲ့ frame ပဲဒီရှေ့မှာထွက်ထားတဲ့ Z47 ဆိုရင်၄000ဆက်ဆန်နဲ့ပြားချက်ချက်ဖြစ်နေအောင်မှတူအကြောင်အလိုမဟုတ်ဘဲနဲ့ဘတန်တွေက cut ပုံစံမျိုးလေးလောက်ထားတာကိုတွေ့ရတယ်အဲ့တော့ Z47 မှာတော့ကျတော့သူ့ရဲ့အနားတွေက၄000ဆက်ဆက်ပြားချက်ချက်ဖြစ်နေတော့ဖြန့်မယ်ဆိုရင်နည်းနည်းခတ်တဲ့အနေထားလေးတွေအဲ့လိုအချိန်လေးရှိရွာ Riot ထင်ရတော့ဒီ Try 4ကဖြန့်ရပြိုးရတာပုံပြုတ်ကောင်းလာမယ်လို့ထင်တယ် ကင်မရာဘက်ကိုကြည့်လိုက်တော့လေသူ့ရဲ့ selfie ကိုဟိုးဘက်တောင်ထီကိုသွားထားတာတည်းကြည့်ရတာတော့ကိုလိုကလန်နိုင်ပေမဲ့ပြောရင်ကွာသူ့ထားတဲ့သူဆိုတော့လေတကယ်ထွက်လာမှာပဲကြည့်ကြည့်ရမှာပေါ့ back camera တော့ထုံးစံတိုင်းအတန်းလိုက်ပဲအာနောက်ထပ်ကြားထားတဲ့သတင်းကောင်းတစ်ခုလည်းရှိရယ် Galaxy C47 မှာက30 zoom ပဲပါတာဒါပေမဲ့ DC Tri Phone မှာကျတော့100 zoom တိအောင်ပါတယ်လို့လည်းကြားထားသေးတယ်ဆိုတော့ S25 Ultra လိုမျိုး 5S Periscope ပါလာမလားဆိုတာလည်းထင်စရာရှိရွာဒါပေမဲ့ သူ့ရဲ့ back camera မှာရှိနေတဲ့သုံးလုံးမြောက် lens ကတော့ S25 Ultra မှာရှိနေတဲ့ periscope lens ကြီးမဟုတ်ဘဲနဲ့ Z Fold 7နဲ့တောင်တွတ်တူနေတာဆိုတော့ Handroid ဆိုတော့တကယ်ပါမလားဆိုတော့မသေးကြဘူးနော်သတင်းကောင်းအနေနဲ့ကတော့ဒီ trifold ကဒီနှစ်ထဲမှာပဲထွက်မှာသတင်းစိုးအနေနဲ့ကတော့ South Korea, China, Singapore, Thailand နဲ့ UAE လိုမျိုး market ၅ခုမှာရောင်းမှုပဲရှိရဆိုပြီးတော့လည်းပြောသွားသေးတယ်။ဒါမှမဟုတ် China တို့ Singapore တို့ ထိုင်းလိုမှာရောက်မယ်ဆိုရင်မြန်မာရောက်လာမှလည်းသိကြတယ်ဆိုတော့သတင်းကောင်းနဲ့သတင်းဆိုးဆိုတာထက်သတင်းကောင်းနှစ်ခုလို့လည်းပြောလို့ရပါတယ်ဈေးနေနေရတော့ဒေါ်လာ2800ဆိုတော့တွတ်တာကြီးပေါ့ spread ကတော့ strong ကို88ချစ်ပါမယ်လို့သိရတယ်ဆိုပေမဲ့နောက်ဆုံးထွက်88 Gen 5မဟုတ်ဘူးလို့တော့ကြားထားတယ် RAM ကတော့ 61TB လောက်တော့လာမယ်အဲကင်မရာကတော့ပြောရမယ်ဆိုရင်ဆွမ်းနော်ကပြောသွားသလောက်ပဲတည်ရသေးတာ channel ဘိုင်းနေတော့မတည်ရသေးဘူး ဘက်ထရီကလည်း rumors တွေအရ9500ဝန်းကျင်လောက်လာမယ်လို့တော့သိရတယ်။ဆိုတော့အခုကြည့်နေတဲ့သူတွေရော Samsung ရဲ့၃កောက်ချိုးဖုန်းကြီးကိုဘယ်လိုမြင်လဲ။ထွက်လာခင်းရင်လည်း tablet ဈေးကွက်မှာအပြောင်းလဲရှိလာနိုင်လားဆိုတာလည်းတချို့တော့စဉ်းစားရမယ်။အဲ့တော့တကယ်တော့ထွက်လာခင်းရင်အခုကြည့်နေတဲ့သူတွေရောဝယ်သုံးမှုစီစဉ်ရှိကြလား။ရှိရဆိုရင် comment မှာပြောသားပေးပါဦး။ဒါရီပါ။နောက်တဲ့စိတ်ဝင်စားအောင်တဲ့ video နဲ့တူ see you next video ။